မင်္ဂလာပါခင်ဗျာ artist artistry ကနေကြိုဆိုပါလေဒီကနေ့မှာတော့မြန်မာပြည်ရှာရီရဲ့ပထမအုပ်ဆုံးခြေလှမ်းလို့ဆိုရမယ်မူလပထမအစလေးတွေကိုပြန်သွားကြည့်ဖို့အတွက်တင်ဆက်ပေးပါစေခင်ဗျာမြန်မာအစတကောင်းကလို့ဆိုခဲ့သလိုမြန်မာလူမျိုးတွေရဲ့တမိုင်းကြောင်းအစဟာတကောင်းဒေသမှာစတင်ခဲ့တယ်လို့ဆိုခဲ့ကြပါလေအဲ့လိုပဲအရာဝတ္ထုတွေဘာသာစကားတွေဒါမှမဟုတ် လူတူဦးတယောက်ချင်းစီရဲ့ဆောင်ရွက်မှုတွေတည်ထင်မှုတွေဟာကြီးထွားဖွံ့ဖြိုးလာဖို့အတွက် အောင်မြင်ထင်ရှားလာဖို့အတွက်ကမူလပထမအစဟာဘယ်လိုလဲဆိုတာကိုလူတိုင်းစိတ်ဝင်စားမယ်ထင်ပါလေဒါကြောင့်ကျွန်တော်ဒီနေ့မှာတော့မြမပကြီးရှာရီးရဲ့မူလပထမအစဒါမှမဟုတ်သူတို့ရဲ့ first step တွေကိုကျွန်တော်စူးစီးတင်ပြပေးလိုက်ပါရခင်ဗျာ မင်္ဂလာပါဗျကျွန်တော်နာမည်တန်းကျော်ထေပါစာပေပတိစိတ်ဝင်စားတာကဟိုကပုံတွေဆွဲတာတော့ငငယ်လေးတွေပါနော်ပြောင်ပွဲလေးတွေဝင်ထက်တန်းကြောင်းမှာတေချာသင်မှုတာကကျွန်တော်စစ်တွေမှာကျွန်တော်ရှစ်တန်းတက်မဲ့နှစ်ပေါ့ကျွန်တော်ခုနှစ်တန်းဖြည့်ပြီးတော့ကျွန်တော်ပတိဝါဒနာပါတယ်ပြောတော့ကျွန်တော်အကိုတယောက်ကဆရာဆိုသေးတာအဲ့ဆရာဆိုင်ပါပေါ့သူကအဲ့တော့ဆိုင်ပုတ်ဆိုင်လေးဖွင့်တာလေပုံလူရေးတယ်အဲ့ဆရာကကျွန်တော်စပြီးတော့ ်အကြီးတင်မှုတယ် line တို့တုံးလို့ပါတော့ပေါ့အဲ၈တန်းတက်မဲ့နဲ့9တန်းပြည်ပြည်တင်တယ်ပြီးတော့9တန်း၈တန်း9တန်းပေါ့တင်တော့ဒီလိုပဲဆရာစီမှာခဲတွေတုံးနေတင်ပေါ့အဲနဲ့၁၀တန်းအောင်တော့ကျွန်တော်ရင်းကျုံတက်ကိုရောက်လာဟုတ် sorry ပကြီးကူးကြောင့်ရောက်လာပေါ့ရင်းကျုံတက်ကိုလည်းဖွင့်နေပြီအဲ့လိုတင်နေကြတယ်ဒါမှကျွန်တော်ဆရာတွေကပကြီးကူးကြောင့်ဆင်းနေများတော့လေအဲ့ဆရာကပကြီးကြောင့်ဆင်းဆိုတော့ သူကညညတက်ကူကဖွင့်လာတဲ့တိတ်မကြသေးတော့ငါတော့မတက်ဘူးကွာတဲ့ဒါမဲ့ငါတက်ခုတာဘယ်သူကြောင့်ဆိုတော့လဲမင်းတက်တာရေးပေါ့ကျွန်တော်ကလည်းကိုယ်ဆရာဘယ်ကြောင့်တက်တယ်ဘယ်ကြောင့်မှရောက်လာတော့ဘာအဲ့ဒါညညာရေးတော့ဆက်မလုပ်ဖြစ်ဘူးပေါ့အဲ့ဒီကဘယ်ကြောင့်ကတော့တော်တော်လေးရှင်းရှင်းလင်းလင်းပါပဲတင်ရတယ်ကျွန်တော်ပမာနှစ်မှာအခြေခံမကြည့်ခဲခဲတာပဲခဲနေပဲတစ်နှစ်လုံးနေနေပြီးတော့ ပထမနဲ့ပြီးကနီးလေးမှာဝါတာကလာကိုအဖြူမဲလေးမိတ်ဆက်တယ်ပြီးတော့ဒုတိယနေ့ကျတော့ရေသေးအဖြူမဲတွေတစ်နည်းလုံးနည်းနည်းပါပဲရေသေးကိုအဖြူမဲနဲ့နှစ်ဝက်လောက်တင်ရတယ်ပြီးမှကလာသေးတွေတွေပါတယ်ဒုတိယနေ့ပြီးကနီးနောက်ဆုံးအပိုင်းမှာတင်ရတယ်ပြီးတော့တတိယနေ့ကျရင်အဲ့လိုပဲဝါတာကလာပါတယ်ကျွန်တော်စီသေးဝါတာကလာအထူပေါ့ပြီးစီသေးလို့ဟိုအေးစီသေးပဲပြီးကြအောင်တော့တင်ရပြီးပါအဆင်ပြေတယ်ပြီး ကြော်စရာလည်းကောင်းတယ်ဘူးဘူးပေါ့ဟုတ်နယ်မှာကတော့ခုနကျွန်တော်ပြောလို့ပကြီးသင်္นานတော့တိတ်တော့ကျွန်တော်တို့ခက်တော့ကပကြီးသင်္นานတိတ်မကြဘူးကအဲ့လိုလူရသည်ចောင်းပိရင်တချို့ဟိုအထက်တန်းဆရာတွေတဲကသင်တဲ့သင်္นานတော့ကြားဘူးတယ်ဒါမဲ့ကျွန်တော်တို့ပဲဟိုဘူးဘူးကနယ်လို့လာမသိဘူးเนาะကျွန်တော်တော့တိတ်မတင်ဘူးပေါ့နယ်မှာတော့လေဆိုတော့ခုနကျွန်တော်ပြောတဲ့ခုနတန်းဖြည့်ပြီးတော့အဲ့ကျွန်တော်အကိုမိတ်ဆက်ပေးလို့အဲ့ဆရာကြီးမှာတော့ သူကလည်းမသိဘူးကြောင်းထင်းဆိုတော့ပတိကိုစနစ်တကျပေါ့သူစီမှာစားပြီးတင်ဘူးလေတော့နေမှာကျွန်တော်တို့ခဲဆိုရင်ဘလောက်ကြပြီလဲမင်းစဲမင်းစဲတော့လောက်ကြည့်ပေါ့နော်အဲ့တုန်းကတော့ကျွန်တော်စစ်တွေမှာအရင်မလွယ်ဘူးပတိတင်ဖို့ကလည်းပြီးနောက်ဟိုပွင့်လင်းပါကပတိကြောင်းရှိတာတော့မသိဘူးကျွန်တော်အဲ့တုန်းအဲ့ဆရာနဲ့တွေ့တော့မှပတိကြောင်းရှိတယ်ရန်ကုန်မှာတင်လို့ရတယ် ဖေးပကြီးပြောက်ဝဲဆိုတာဘာပေါ့နော်ပကြီးဆိုတာဘာဆိုတော့လက်ရှိကနဲ့တွေ့တော့မှပကြီးကိုပို့ပြီးတော့စိတ်ဝင်စားသွားဘူးရန်ကုန်မှာကျွန်တော်တို့69ပေါ့ကျွန်တော်ရန်ကုန်ကိုပကြီးဦးချောင်းတက်ဖို့ကြောင်းကခေါ်စာရောက်တော့ကျွန်တော်69ပကြီးချောင်းရောက်တယ်အခက်အခဲကတော့ artist artistry ဆိုတာပကြီအမှုပညာဆိုင်ရာ channel လေးတစ်ခုပါ artist artistry ကနေပကြီအမှုပညာအကြောင်းမြမပကြီဆရာများအကြောင်းပကြီပြပွဲတွေအကြောင်းလက်တွေ့ရေးဆွဲပြသမှုတွေနဲ့ပကြီအမှုပညာနဲ့ပတ်သက်တဲ့ဗဟုသုတများစွာကိုတင်ဆက်ပေးလျက်ရှိနေပါလေဒါကြောင့်ပကြီအမှုပညာအကြောင်းအရာများစွာကိုလေ့လာသိရှိနိုင်မှု artist artistry channel လေးကို subscribe လုပ်ဝေးခြင်းဖြင့် အပိတ်ကူညီရင်ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ ျွန်တော်နာမည်ကပကြီမြတ်ကျော့ပါအဲ1986လေးကွာဟိုပါဟိုပကြီးစတင်တာပေါ့ဟိုပကြီးဝါနာပါတာတော့ကလေးဘွားလေးဝါနာပေါ့အဲ86မှာအဲဆံညူပြရှိမှာမန်ဒါရန်မန္တလေးဒါရန်ကဆံညူပြရှိမှာအဲ့လိုပကြီးစပြီးတော့တင်မှာတော့ကိုမရှဲအပ်ပေါ့နော်ဒီစတင်တယ်ပေါ့တော့တင်ပြီးတော့မှအဲအဲ့မှာအတင်ရင်းတဲ့ပကြီးလေးကိုလေ့လာတာပေါ့နော်အဲတင်ပြတဲ့ဆရာတွေကအဲဆံညူပြ ဆရာဥဒင်မို့ဆရာဥက္ကမောင်ဆန်းပေါ့အဲတို့ရှိမှသင်ခဲ့ရပါတယ်ကျွန်တော်တို့ကဟောပေါ့ဒီဆရာညိုပြားနဲ့ဆရာဒင်မို့ရှိမှဒီ commercial app ကိုသင်ပြီးတော့မှကိုပိုင်းဆိုင်ငံလေးကျွန်တော်မန္တလေးမြို့တဲ့အဲမနော်ဟရီလမ်းလေးမှာဆိုင်ငံလေးဖွင့်တယ်ဖွင့်နေရင်လည်းအဲညနေမှာပကြီးဘဝကျောင်းကိုသင်တန်းပြည့်တက်တော့ပေါ့နော်အဲတော့ဒီမန္တလေးငွေတက်တရားဟောပေါ့ကွာဒီမန္တလေးကဆရာကြီးတွေကြိုက်ခဲ့တာပေါ့ဥပမာဆရာပေါ်ဦးဇက်တို့ ဆရာဦးဝင်းဖေတို့ဆရာဦးခမောင်ပန်တို့ပေါ့နော်မဆရာဦးနေအေးတို့အဲဒီငငယ်တုန်းကအရန်ကြိုက်ခဲ့တာဆိုတော့ငငယ်တုန်းကတော့သူတို့လက်ရာတွေကိုလေ့လာပြီးတော့မှလေ့ကျင့်တာပေါ့နော်ဟိုကျောင်းမှာသင်တာတပိုင်းပေါ့ဟိုပေါ့တကယ်တမ်းလေ့ကျင့်တာတွေအဲ့ဆရာကြီးတွေကိုရှိရဲ့လက်ရာတွေကိုကျင့်ကတ်တယ်လူချင်းမတွေ့ရပေမဲ့သူတို့လက်ရာတွေကိုကျင့်ကတ်လေ့လာပြီးတော့မှသူတို့ရဲ့ဒီဂျီကားတွေဖွဲ့စည်းပုံတွေပေါ့နော်နောက်ဒီဟိုပေါ့ဟိုအဲ့လိုအရောင်အကြောင်းတွေပေါ့နော်အဲ့ဒါတွေအဲသူတို့ရှေ့ကသူတို့ ွဲတာတွေကိုလေ့လာပြီးတော့မှကျွန်တော်ပူပိုင်ဟန်တစ်ခုကိုထူထောင်ရတာပေါ့နော်အထူထောင်တဲ့ခါကျတော့ကျွန်တော်ကလည်းမန်လေးကဖြစ်နေတဲ့ခါကျတော့အဲ့ဒီရဲ့အငွေသက်တွေကိုလည်းဟိုပါဘော်ဒီရင်ထဲမှာအများရှိနေတဲ့ခါကျတော့အဲ့ဒါအကြောင်းဟိုပေါ့ဒီပေါ့မန်လေးကဥယျာဉ်ကြီးနဲ့တူတော့ပေါ့နော်အဲ့မှာအလိုပေါ့ရောင်စုံပွက်နေတယ်ဟိုမန္တလေးဆိုတာတည်တံ့ရှိနေတာပေါ့ကျွန်တော်တို့အဲ့ဥယျာဉ်ကြီးတွေကနေပြီးတော့မှဖြတ်သန်းတဲ့ခါကျတော့အဲ့ငွေသက်တွေကပါလာတာပေါ့ခုရှိရအဲ့တဘောမျိုးအဲဟိုပါဆိုင်ဖွင့်လာတော့အဲ့ဟို 80ခုပေါ့နော်1980ခုမှာဒီဆိုင်ဖွင့်ပြီးတော့မှအလုပ်တွေအစုံပေါ့အစုံတွေလုပ်အစုံလုပ်တယ်ဆိုတာကတော့ဆိုင်ဘုတ်တွေဒီဇိုင်းတွေပလတ်စတစ်ဆိုင်ဘုတ်တွေကနေစပြီးတော့မှဒီဒီဟိုပေါ့ကျွန်တော်တို့မန်လေးမှာကဟိုါလေးရှိတယ်ဥမာလေးလွတ်လပ်ရေးပွဲတို့တမရော်နေတို့ဆိုရင်အဲ့လိုခမ်းမတွေပေါ့နော်ပြပွဲတွေပေါ့နော်ဟိုါလေးရှိတယ်ပေါ့ ဥမာပါတစ်တော့ပြာကန်းလို့ဒါမှပကြီးပြာကန်းလို့တော့သမာလာပြာကန်းလို့ဆိုတော့ခါကြတော့အဲ့လိုပြာကန်းနေမှာလဲအဲ့လိုမျိုးတွေတရားပကြီးနဲ့ပတ်သက်တဲ့ဟာတွေဆွဲရတော့ပေါ့အဲ့အဲ့ဒါနဲ့ပြောမှအပိုင်းဒီတကြံမန်တတ်တွေပေါ့နော်အဲ့ဒါမျိုးတွေဆွဲရနောက် stage show တွေမှာဆွဲရတယ်ပေါ့ stage show ဆိုတာဟိုတုန်းကပေါ့နော်မေခလာတို့ကစ်တို့နော်အဲ့မှာဆန်ယူပြာတို့နဲ့အဲ့မန်းရာပြေကွင်းမှာအဲ့အဲ့ဒါတွေဆွဲပြရတာပေါ့ဟိုပေါ့ ိုက်မှာဇာညိုပြားကတော့ကောင်းကြောင်းနေကျွန်တော်တို့ကဒီဒီပိုစတာနဲ့ပတ်သက်တဲ့စီးတွေ live ဖြစ်ပြီပေါ့နော်အဲအဲ့ဒါမျိုးပိုစတာနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခဲ့ရတယ်ပေါ့နော်အကွတ်တမိုးရှိမှာဆိုရင်လည်းဆရာတမိုးရှိမှာဆိုရင်လည်းအဲသူကကြတော့အဲ့လိုပေါ့နိဘတ်တော်ပကြီကားတွေအဲသူရှိမှာအဲ့လိုမျိုးဆွဲရတာတွေရှိတယ်နောက်အဲ့လိုဇန်မတ်လက်တွေဆွဲရတာတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဆရာတွေရှိရပဲဒီဒီပကြီနဲ့ပတ်သက်တဲ့ဒီကိုရွေးပေါ့အဲ့ဆရာတွေရှိရကြတော့လက်တွေဆွဲရတာကိုဝင်ဆွဲရတာပေါ့ အဲ့လိုပကြီးချောင်းတွက်တဲ့ခါကျတော့သဘောတရားတွေသင်ရတာပေါ့အဲလက်တွေ့နဲ့သဘောတရားတွေနဲ့အဲ့လိုပေါင်းမိတဲ့ခါမှာကိုယ်ပိုင်ဟန်နေဆွဲနိုင်တာပေါ့ကျွန်တော်တို့ဒီဟိုပေါ့အဲ69မှာကျွန်တော်စပြီးတော့မှဒူရောပြပွဲအဲမန္တလေးမှာစလုပ်တယ်ပေါ့အဲဒူရောက69အာတစ်တန်ကျော်တင်နေအာတစ်မြတ်ကျော်ရဲ့ မူလပထမအစာတွေကိုနားထောင်ပြီးတဲ့နောက်မှာနောက်တစ်ပတ်များမှာလည်းတခြားသောပကြီးရှာတွေရဲ့ပထမအစာတွေကို တင်ဆက်ပေးပါအောင်မယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ